ချေဦးညိုသမိုင်းမတွေ့မင်မဲ့သမိုင်းဝင်နေတဲ့စကားများမန်ဂရိုးမွန်ပါလာမှာယောက်ျားလေးရဲ့နာမည်ရှိကမန်တက်ခေါ်ပြီးမြန်မာလိုမောင်ဆိုတဲ့အသုံးနဲ့တူနေတယ်လို့ဖတ်ရှုရပါတယ်မန်ဂရိုးဆိုတော့မောင်ဂရိုးဂရူးဆိုတာက ခမောက်ရှည်တဲ့ငယ်ငယ်တုန်းကမိဘတွေကောက်ဆိုင်နေချိန်မှာသူ့ကိုခမောက်ဂရူးခမောက်ရှည်တခုတည်းထက်နောက်တစ်ခုနဲ့အုပ်ထားရတာဆွဲပြုတ်ပြီးဂရူးမန်ဂရိုးလို့မိဘများကမြည်ပေးလိုက်ကြတယ်လို့ဆိုပါတယ် မန်ဂရိုးဟာအညာတရအညာတရလယ်သမားဆင်းရဲသားမိဘတို့ဟာဖွားမြင်တဲ့တကော့ဝန်းစာတိတာပါဒါပေမဲ့သူဟာမွန်ရဇဝယ်မှာ ကြီးစွာသော မှတ်တိုင်ဖြစ်တဲ့ဝါရီရူးမင်းဆက်ကိုစတင်တည်ထောင်နိုင်ခဲ့သူဖြစ်လာပါတယ်မဇမွန်ဇမုံဆုံးမဇက်ဆိုတဲ့စကားသုံးခုဟာလည်းအမှတ်တရစကားသုံးခုလို့ဆိုနိုင်ပါတယ်မန်ဂရိုးရဲ့ဘဝဖြစ်စဉ်ဟာစိတ်ဝင်စားစရာပါ တူဖခင်ဟာလေယာလောက်ကနေတောက်ကတဲ့မျိုးကို အထံသမားများငှားပြီးရောင်းဝယ်ဖောက်ကားတဲ့ကုံတယ်လောက်ပါမန်ဂရိုးလည်းကြီးလာတော့ကုံတယ်လောက်ကိုဆက်ခံပါတယ်တခေါက်မှာတော့အထံသမားနာဖျားလို့မန်ဂရိုးကဝန်ထမ်းရင် မိုးကြီးလေကြီးကြသူ့ပခုံးထက်ကတဘိုးမိုးကြိုးပြစ်ခံရတရိယာလို့ကြီးလိုက်တော့တောင်ထိပ်မှာရွှေပြတ်သက်ပုံတစ်ခုလက်စည်းအလက်မှာမြင်လိုက်ရတဲ့နမိတ်ထူးများကြုံခဲ့ရပါတဲ့ ရွာကြီးတရရောက်တော့နမိတ်ဖက်ဆရာတယောက်စီသွားမေးရာဟိုကညွှန်ကြားလိုက်တဲ့အတိုင်းတောက်ကလေးမင်းရဲ့စင်ကဲထန်စင်ကဲထန်ဝင်ဝင်အလုံးလောက်ပါတယ်ကုံတယ်လောက်ကိုဆွန့်လိုက်ပါတယ်စင်ကြုံအလုံးကျန်းတွေကိုစူးစားလောက်ရင်လည်းကြံ့ရင်ဖန်ရင်ကိုကိုရီကိုသွေးထက်တဲ့မန်ဂရူးကို ပြည့်ရှင်မင်းကမျက်စိကြပြီးစင်တင်းကောင်ကနေစရော်ကဲထန်ရောက်ပါတယ် now ဝင်းမှုဖြစ်ပါတို့ ုံးမြန့်သူကောင်းပြုခြင်းခံရပါတယ်။တောက်ကလေးမင်းကမန်ဂရိုးကိုတိုက်တဘောကြရတယ်လို့ဆိုပါတယ်။ဝင်းမိုးရထူနဲ့ဘရင်ထန်ခါစားရဲ့မန်ဂရိုးဟာတမီးတော်မင်းနှင်းတွေ့တာနဲ့ချစ်ကြိုးတွေ့မိကြပါရော။နောက်တော့တမီးတော်ကိုဆင်နဲ့တင်ပြီးဇာတိတကော့ဝန်ကိုပြေးပါတယ်။ဘရင်သမီးတော်ကိုအရယူလာခဲ့တဲ့မန်ဂရူးထံကိုအရင်သူတပည့်အထံသမားတွေကကျွံခံလာကြပါတယ်။သူကလည်းတကော့ဝန်ကိုမျိုးတည်လိုက်ပါတယ်။ နောင်ရာဇာတဲ့အရေးတော်ပုံမှာတမိုင်းဝင်လာမဲ့ဒုံဝန်းမျိုးတက်ပါပဲမန်ဂရိုးဟာပုံမြင်ကျလာပြီးထင်းတန်းထိရွယ်ချက်ထားလာပါတယ်မௌဒမစာအလိမ္မာမင်းကမန်ဂရိုးရဲ့နှမနှင်းဥရိုင်ကိုသဘောကျဆွဲလန်းသွားပါတယ်မန်ဂရိုးကလည်းနှမကိုအလိမ္မာမင်းထံပို့ခဲ့ချိန်မှာမန်ဂရိုးဟာမௌဒမငါးလက်ထဲရောက်ရမယ်လို့ကြံရှိနေပါပြီအလိမ္မာမင်းနဲ့နှင်းဥရိုင်တို့မင်္ဂလာပွဲကို တောင်လွဲတောင်မြင်မှာကျင်းပဖို့ချင်းဆိုစီစဉ်ကြပါတယ်။မန်ဂရူးကြန့်ရှိလို့အလိမ္မာမင်းကလည်းအကြံနဲ့လေမန်ဂရူးကိုသူမယုံပါဘူး။တောက်ကလေးမင်းထန်ခါစားရင်တမီးတော်နဲ့ဘန်နာတွေကိုခိုးပြေးလာတဲ့မန်ဂရူးဟာနှမပေးရလဲစေလနာရိုးရိုးနဲ့တော့မဟုတ်ဘူး။ဒီတော့နှင်းဥယျာဉ်ကိုလည်းငါရမန်ဂရူးကိုလည်းရှင်းပြမယ်ဆိုပြီးအလိမ္မာမင်းကစီစဉ်ထားပါတဲ့စီစဉ်မုံကတောင်ပြင်မင်္ဂလာပွဲညမန်နဲ့ကြီးမှာကခွန်တောက်စာမူရကြခြင်း ်မြောင်ကိုစီဆောက်ကိုကင်ဆောင်ထားတဲ့အလိမ္မာမင်းရဲ့လူတွေကမြေးမောင်တာနဲ့မန်ဂရူးကိုဝိုင်းဖန်ကြဖို့ပါပဲဒီလောကအကြံကိုမန်ဂရူးနဲ့မန်ဂရူးရဲ့မိခင်နဲ့နှမတို့ကထောက်လှမ်းပြီးမန်ဂရူးထံအကြောင်းကြားလိုက်ကြပါတယ်မန်ဂရူးလက်ဦးမှုရယူဖို့အစီအစဉ်ဆွဲပြီးသူ့ရဲ့ကြုံတွေကိုခေါ်တစ္ဆာဆူခိုင်းပြီးမှအသေးစိတ်ညွှန်ကြားချက်တိုင်းရက်ကိုငုံပြီးလူမသိအောင်ထွေးပြကြတဲ့အလိမ္မာမင်းရဲ့လူတွေကိုတော့အရက်တွေများများခန့်ခဲ့ တိုက်ကြပါတယ်။တန်တေကုံတောက်ကြပြောကြဆိုပဲနေမွန်တဲ့ပြီးညနေဆောင်ဒီကန်ထဝက်လောက်အထိတက်လာချိန်မှာတော့အလိမ္မာမင်းရဲ့လူတွေအလွန်ကြုံမူးရနေပါပြီ။တောင်မြင်နဲ့ကန်းကြီးကြားဒီရောက်ပြီးချောင်းမောက်ရေရှမ်းပြီးစင်တရဲ့မြုပ်လောက်ထိရေနဲ့လာပါတယ်။အချိန်ကနေဝင်လူပါပြီ။ဒီချိန်မှာမန်ဂရူးဟာအမျက်အမှတ်မထင်ပဲဆူလိုက်ပါတယ်မစားရတဲ့ အရေးကဲကိုအစဉ်တစိုက်ကြည့်နေတဲ့တူလူတွေအတွက်ပထမအချက်ပေးစကားပါတူလူတွေကတောက်စားခြင်းကိုရပ်ပြီးအသက်အနေထားယူလိုက်ကြပါတယ်နောက်မန်ဂရိုးကဒုတိယမြောက်ချက်ပေးစကားကိုဆိုလိုက်ပါတယ်မုံစုံနဲ့တူလူတွေထမင်းစားကြပါတယ်နောက်မန်ဂရိုးရဲ့တတိယမြောက်ချက်ပေးစကားကမဇက်တဲ့မန်ဂရိုးရဲ့သူရဲ့80တို့ဟာမဇက်လဲကြားရရောဒါဒါဆွဲပြီးထားခုတ်ပြလိုက်ကြတာဟိုသိ တေရဲ့လွန်နေတဲ့အလိမ္မာမဲရဲ့လူတွေတေကုန်ကြပါတယ်။အလိမ္မာမဲကလည်းစင်စည်းထက်ခုန်တက်ပြီးကိုလို့ယုံပြေးပါသေးတယ်။ဒါပေမဲ့စင်ကချောင်းကမောက်ကူမှာရေမြုပ်ပြီးမပြေးနိုင်တော့ပါဘူး။မန်ဂရိုးရဲ့လူတွေလိုက်လာပြီးအလိမ္မာမဲကိုတုတ်တင်အဲ့ဒီတောင်တောင်လွဲတောင်မြင်မှာပဲအလောင်းကိုမြုပ်ပြလိုက်ကြပါတယ်။မန်ဂရိုးကိုတမြောင် တမြောင်ထောက်ခံပြီးအလိမ္မာမင်းစီစဉ်ထားခြင်းကညီညီမောင်မှာမန်ဂရိုးရဲ့အစီအစဉ်ကိုနေအစီအစဉ်ကနေဝင်ရည်တရောမန်ဂရိုးလုံးဝလက်ဦးမှုရလိုက်ပါတယ်မုဒ္ဒမလည်းတင်လိုက်ပြီးမြို့တဲ့တဲလိုက်ပါတယ်မန်ဂရိုးဟာမျော့မြင့်ကြံ့ကြံ့ကောင်းသူဖြစ်ပြီးအကွက်ကြကြနဲ့ဒစိစက်စင်စီစဉ်သက်သူပါရောက်ကမတောက်ကတဲ့မင်းထံကြည်တာတဝန်လှဆေးပါတယ်မုဒ္ဒမမြို့တဲ့နန်းသက်ဆောက်ပြီးပါပြီ တောက်ကလေးခီးဖြိုရိတ်မှခိုးလုံးမှပြစေမင်းမြောက်စံ၅ပါးနဲ့မင်းဖွဲ့မြေချီးမြှင့်ပါရာဇာပိတေကခံခွင့်ပြုပါလို့နူးညွတ်ခွင့်ပန်တယ်တောက်ကလေးမင်းကလည်းသမီးကိုမန်ကရူးခိုးပြေးစင်ကညှက်ထားကားခဲ့ပေမယ့်ခုလိုဆိုတော့လည်းသမီးကလည်းရနေပြီမုတ်တမကိုလည်းနန်းတက်တယ်နိုင်ပြီမုတ်မန်ကရူးတောင်းမြပေးလိုက်ပါတယ်တမတ်ကိုသဘောကျသွားပါပြီဒီမှာပဲမန်ကရူးဟာပညာဝရူးဝဲရပါတယ် ပညာဝရူကနေဝါရီရူဖြစ်ပါတယ်။နောက်6နဲ့ကြာမှာစင်ဖြူတော်ရပြီစင်ဖြူရှင်ဖြစ်လာပြန်ပါတယ်။မင်းဖြစ်ပြီးနောက်နောက်အနည်း20ခန့်အတွင်းမှာကဗလာနီမဲတရဖြားမဲနဲ့ငေါ်တော်မဲတို့ကိုလည်းအောင်မြင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဝါရီရူမဲဟာမင်းစည်းစိမ်19နှစ်အရောင်အသက်54နှစ်မှာမြည်တော့များဖြစ်တဲ့ ရှင်ကြီးနဲ့ရှင်ငယ်တို့ရဲ့လှုပ်ချက်မှုကိုခံလိုက်ရပါတယ်။အကြောင်းကတော့ရှင်ကြီးရဲ့နဲ့ရှင်ငယ်တို့ရဲ့ဖခင်တရဖျားကိုဝါရီရူမင်းအမိန်နဲ့ကွပ်မြတ်ခဲ့လို့ပြန်လည်စားချေကြတာပါ။မြင်းတစ်ပါးကလည်းဘိုးတော်ကိုလှုပ်ချက်ပြီးထွက်ပြေးပါဖမ်းမိပြီးကွပ်မြတ်ခံလိုက်ရပါတယ်။ဘိုးရဲ့တင်းချိုင်းခြေရဲမှာပဲမြင်းနှစ်ယောက်တို့ရဲ့အလောင်းများကိုမြှောက်လိုက်ကြတယ်လို့ဆိုပါတယ်။မိုးမတ်ပညာရှိတွေတိုင်ပင်ကြပြီးဝါရီရူမင်းရဲ့တင်ချိုင်းကိုမှရွှေငှက်ရုပ်နဲ့ကပီးစာ ထွင်ထားကြပါတယ်။အဲ့ဒီစာထဲမှာကျင်ခုတ်ရင်စူးကိုမထားရအဖကိုခုတ်ရင်တားကိုမထားရတဲ့သူ့ကိုသူ့ကိုမန်ဂရူးဘွဲကနေဝါရီရူးမင်းဘွားပို့ဆောင်ပေးတဲ့မာဇာမဇာမုံစုံမဇက်သုံးကုန်းကိုတော့ရေးထိုးမထားခဲ့ကြပါဘူးအကယ်၍များဒီစကားသုံးကုန်းနဲ့ဖွင့်ပြီးကျင်ခုတ်ရင် နဲ့ပိတ်လို့ကပီးထိုးရခဲ့မယ်ဆိုရင်မန်ဂရူးဟော်ဗညာဝါရီရူမင်းရဲ့ဘွားဖြစ်စဉ်ကိုတကြောကြီးထင်မြင်စင်ကျင်တန်ဝေကဘွားစီရဖြစ်လာမလားလို့တွေးမိပါတော့တယ်။ရာဇဝင်တပိုင်းဆိုတာလည်းကြီးတက်ရင်ဘာဝနာမဟုတ်ပါလား။